ားလုံးပဲမင်္ဂလာပါခင်ဗျာ။နှွေးထွေးစွာကြိုဆိုလိုက်ပါတယ်။ကျွန်တော်တို့ဒေါ်ဖင်ပါအခုဖက်ပြမှာကတော့ဇိုင်းစရာတအုံမောင်ရေးသားထားတဲ့ဖက်မကိုင်းတက်မလောလေဘော်ကလူဆိုတဲ့ဝတ္ထုလေးကိုဖက်ပြမှာဖြစ်ပါတယ်။နားဆင်ပြေးကြပါခင်ဗျာ။ဖက်မကိုင်းတက်မလောလေဘော်ကလူလူတယောက်ကဇက်သေးကိုအစိမ့်တက်တဲ့ဇက်သေးမှာအခန်းလူမရှိဘဲနဲ့ဝင်းချင်နေဆိုချက်ချင်းဝင်လို့ရတယ်။ ဒါပေမဲ့တရုတ်ဆောင်ထဲတော့မရဘူး။ तू ကလေးလေ့ကျင့်သင်ကြားရသေးတာကိုဒီတော့ဘာဖြစ်မလဲ။သင်စရာမလိုတဲ့ထန်၊ပိုး၊တင်၊ချလောက်ရတဲ့ကားဆွဲအလုပ်တင်ပေါ့။အဲ့ဒီလိုလိုက်လာချတဲ့သူတွေအများကြီးထဲမှာမမရရသတိထားမိခဲ့တာကတော့နေအောင်ဆိုတဲ့ရာသားလေးတစ်ယောက်ပဲ။ဘာဖြစ်လို့မမရရဖြစ်ရတယ်လဲဆိုတာကိုပြောရင်းနဲ့သိသွားမှာပါ။ဆက်သမားဆိုတာနေရာဆုံးလက်ပတ်ပြီးလူပေါင်းစုံနဲ့ဆက်ဆံနေရတာဆိုတော့ လူရည်လဲချတာများတယ်။ဦးတူတူနဲ့ဘသူကဘသူတွေကခံရတယ်လဲဆိုတော့စက်ပါမဝသေးတဲ့စက်သမားလက်သက်တွေပေါ့။သူများမလုချင်တာတွေသူတို့လုရတယ်။အစားအသောက်မလောက်ငါဘူးဆိုသူတို့ပဲကြံတယ်။အဲ့ဒီလက်သက်တွေစက်ပါဝတ်သွားပြီဆိုသူတို့ကလည်းကိုခံခဲရတယ်လို့နောက်လက်သက်တွေပေါ်အခွင့်အရေးပြန်ယူတာပေါ့။အဲ့လိုစက်သမားလက်သက်မျိုးထဲမှာနေအောင်ကတော့မပါခဲ့ဘူး။သူ့ရဲ့တမိုင်းချောင်းကိုအဆက်ကပြောရရင်ရွာတရာကိုဆက်သွားကတော့ ကားဆွဲခေါင်းဆောင်နဲ့ခင်ပြီးပါလာတာဝါသနာပါလုံးလို့ဆက်ထဲလိုက်ပြစီဆိုတဲ့တောင်းဆိုချက်နဲ့ပေါ့ဆက်ဆရာကလည်းအလုတ်သမားအင်အားနှဲနေတော့လိုက်ခဲ့ပေါ့လေဆက်ထဲကိုအစိမ့်တက်တက်လိုက်လာတဲ့သူတွေရဲ့ထုံးစံအတိုင်းမျက်စိတငယ်နားတငယ်နဲ့ဘယ်နာအိတ်လို့ဘယ်နာစားရမှန်းမသိဟိုလူမျက်နှာကြည့်ဒီလူမျက်နှာကြည့်နဲ့တိမ်ငယ်နေတတ်တာမျိုးမင်းအောင်စီမှမတွေ့ခရပါဘူးနောက်ဆက်ခုံကိုကူးတဲ့အချိန်မှာပဲအသားကျပြီးသားဇသမားတယောက်လိုကြွရွာလို့ ဇက်သေးကိုစရရောက်ချင်းမှာပဲနေအောင်ကသူ့ဗီဇနဲ့အရင်ချင်းကိုစပြတော့တာပါပဲလောက်သမားခေါင်းဆောင်ကိုနူးနက်ပြီးလိုက်လာတာဆိုတော့အဲ့ဒီလူဟာသူ့ဆရာပဲသူခိုင်းတာလောက်ရတာပေါ့ခုနက ရှင်းပြခဲ့သလိုဇက်ခုံတခုံကိုစရောက်ပြီးဆိုတာနဲ့ကားဆွဲအဖွက်တစ်ဖွက်လိုဝုံတိုင်းချဲကားလိုက်တွေမိတွေစင်ချရရတော့တာပဲအဲ့ဒီအချိန်မှာသူ့တာဝန်နဲ့သူနားလည်မှုနဲ့ခွဲလုတ်ချရတာပေါ့အသေးစိတ်ပြောရရင်နားမလည်သူတွေမျက်စိထဲမြင်နိုင်မှာမဟုတ်လို့ သဘောလောက်ပဲပြောပြတော့မယ်။ကားလိုက်ချိမဲ့ဝါးတွေကိုဆက်တဲ့သူကဆက်ဆက်ထားတဲ့ဝါးတွေကိုသူ့နေရာနဲ့သူဂျိုးနဲ့တန်းလန်းချတဲ့သူကချအဲ့ဒီဝလုံးမှာအတောင်20ရှိတဲ့ဇက်ခုံအပြည့်ကားလိုက်ကြီးတွေကိုလိုက်ချတဲ့သူကချီပေါ့။အဲ့ဒီအထဲမှာနေအောင်ကလက်တင်ဆိုတော့တာဝန်ရဲ့လို့တသက်မမတ်မရှိသေးဘူး။ဟိုဟာဝိုင်းကူတလို့လို့ဒီဟာဝိုင်းကူတလို့နဲ့ဟိုအော်ဒီအော်အော်နေတာပဲ။ဆင်အောက်ကလမ်းချရင်နေအောင်တယောက်ပဲအလုလုနေတယ်ထင်ရတယ်။ အတန်အကျယ်ဆုံးနဲ့ဟူပြေးဒီကူအများဆုံးကိုဒါပေမဲ့တက်တက်မက်မက်ဘာလို့လိုက်တယ်ရဲ့လို့တော့မရှိဘူးစက်ကုံမှာရင်ခဲကားဆိုတာအလေကနေဟိုဘက်တချမ်းဒီဘက်တချမ်းပွင့်သွားတဲ့ကားလေကြီးပေါ့အဲ့ဒါကဝါးနဲ့ဆင်လို့မရဘူးပင်မပြေးလန်းဖြစ်တဲ့တန်းချိုးကိုသွေချိုးနဲ့ဇက်ကုံဟိုဘက်ထိပ်ဒီဘက်ထိပ်တင်းနေအောင်ပြရတယ်။အဲဒီသွေချိုးကိုဟိုဘက်တရားဒီဘက်တရားဇက်ကုံထိပ်ပေါ်ကိုတက်သွားပြီး အားနဲ့အင်းနဲ့ဆွဲချီရတာသူများတွေကိုရုံသုံးကားလောက်ကိုင်းနေချိန်မှာနေအောင်လဲလူလုံးပြလို့တော်တော်များများမြင်သွားပြီလဲဆိုတော့အဲ့ဒီကားစုကိုကျွန်တော်တက်ချီမယ်ဆိုပြီးကြိုးစားတစ်ဖက်ကိုခိုင်ပြီးဇက်ခုံထိတ်တက်သွားတော့တာပါပဲအဲ့ဒီသွဲကြိုးကိုတင်းနေအောင်ချီပြီးပြန်ဆင်းမလာတော့ဘူးအလုပ်တွေရှုပ်ရှက်ခတ်နေတဲ့ကားဆွဲအဖွဲကလည်းလူတွေအများကြီးဆိုတော့နေအောင်တယောက်ပျောက်နေတာကိုတတိမထားမိချဘူးပေါ့မတော်တဆတတိထားမိတဲ့သူတွေက နေအောင်ကိုဟိတ်လို့ဆိုလိုက်တာနဲ့ ဇက်ခုံထိတ်ကနေကျွန်တော်ဒီပေါ်မှာခမျှဆိုရဲနေအောင်အတန်းအခြေကြီးကိုကြားရတော့တာပါပဲခိုင်းမို့ခေါ်တဲ့သူလဲဘာလုံးနေလဲဘာလဲနဲ့စစ်စင်းနေချင်မရဘူးအဲ့ဒီလိုနဲ့ကားလိတ်တွေသာအကုန်ဆင်ပြီးသွားတယ်နေအောင်တို့ကျိုးတစ်ချောင်းပဲခြိလိုက်ရတယ်ဒါပေမဲ့အတန်းကြကြဲနဲ့ပြေးလွှားအော်ဖစ်ထားတဲ့အချိန်ကြောင့်နောက်ရက်မှာကားဆွဲအစ်စ်လေးကတိတ်အလုလုတာပဲဆိုရဲမချက်ချတန်ကတန်းပြန့်နှံ့သွားတော့တာ အဲ့ဒါနေပယ်ဆုံရောက်ပြီးလူရည်လေတဲ့ဇက်သမားရင့်မာကြီးတွေကိုမအူမလဲနဲ့နောက်မှလိုက်လာတဲ့ရွာသားကနှက်ချလိုက်တဲ့နေအောင်ရဲ့ပထမဦးဆုံးအရေးချင်းပါပဲနေအောင်ကဒီလိုနဲ့တင်ကျင်းတဲ့လူစားမျိုးမဟုတ်ပါဘူးလေးငါရက်လဲချာရောဇက်ထဲမှာဘသူပါပါအရှိဆုံးလဲလိလာရတာပါပဲဘသူဖျားအောင်မှလဲခေါင်းဆောင်ပြတ်စံမင်းသားပေါ့ အဲ့ဒီမင်းသားနာကိုအလုအားထားနဲ့မရောမလဲလှုပ်ပြီးကတ်သွားထွက်တာပါပဲမင်းသားဘာလို့ဘာလို့အဲ့လဲဆိုတာအရေးကြီးပြီးပြရာခက်လှုပ်ပေးနေတတ်တဲ့လက်ကလှုပ်ပေးတယ်လို့ဗက်ဆက်ကလည်းမနာဘူးအကိုတို့များကုသိုလ်ထူလိုက်တာအဝိစာဝိပြီးစင်မောတက်ရိုက်လိုက်တာနဲ့တင်အောက်ကပြိတက်ကမီးတည်ပြီးသားပဲဒီကြားတဲ့အမှုပညာကထူးချွန်သေးတော့ဝက်ဝက်ကွဲအောင်မြင်တာဗန်အံ့ဩစရာရှိမှလဲဆိုတာမျိုး ကျွန်တော်ရေချွာချိုးမလို့အကိုအဝိစားမချွာသေးတာတွေပေးလိုက်လေသူများကိုမချွာခိုင်းပါနဲ့အကိုရဲ့အကိုအဝိစားတွေကတန်မိုးကြီးတာတွေကြီးပဲဆက်ပြာမပြောင်းရင်ခဏလေးနဲ့ဆွေးကုန်မှမမျောစရာကြီးဗျာကျွန်တော်ကတော့ကိုကိုကကလွယ်ပြီးဘသူ့ကိုမှစိတ်မချဘူးဆိုတာမျိုးအင်းကောက်ဆွေးနေရလို့မအားလို့သာနှုတ်မဆိုအကိုနားမှာတညလုံးနေပြီးအကိုဝေယဝိစားတွေလှုပ်ပေးနေခြင်းနဲ့ ခေါင်းဆောင်မင်းသားဆိုတာအယမ်းပင်မနဲ့မဟုတ်လားဒါကိုနားမလဲကြတော့စိတ်ရှိလက်ရှိလုံမပေးကြဘူးအကူကိုယ်တိုင်အဝတ်အစားတွေရှာဖွေဝတ်နေရတာကျွန်တော်ဖြစ်မချိရက်ပါဘူးအကူရဲ့ဆိုတာမျိုးမင်းသားသဘောကျပြီပေါ့ခိုင်းနာကြတော့လည်းစကလုံးတော်မဆုံးသေးဘူးခိုင်းတဲ့စီကိုတွားနေပြီဝေယဝိဆာကြတော့လည်းမျက်လုံးကကြည်တာနဲ့တင်အစီအစဉ်အသင့်အစီအစဉ်တခြားအသင့်ဖြစ်ပြီးသားဆိုတော့နေအောင်ကိုကားဆွဲတဲ့နေရာမှာအတွေ့နေလာတော့ညချေးတန်းထူရတဲ့အလုပ်သမားတွေကပြောလိုတာပေါ့ဒီတော့ တာဝန်ခံပြီးခေါ်လာတဲ့အလုပ်သမားခေါင်းဆောင်ရဲ့တာဝန်ဖြစ်လာရောဒါကြောင့်အလုပ်လုပ်ကြိုင်းနေအောင်ရေးလို့ခေါ်လိုက်ရင်အရှင်လိုလူရောက်မလာတော့ဘူးမင်းသားကဘာခိုင်းထားလို့ဆိုတဲ့အကြောင်းပြချက်ပဲရောက်လာတော့တယ်မင်းသားခိုင်းထားတာဆိုတော့ဂျန်တဲ့လူတွေလည်းဘာမှမပြောရဲဘူးပေါ့လေအဲ့ဒီလိုနဲ့နေအောင်ဟာဆက်သေးရောက်ပြီး15ရက်လောက်နဲ့တည်းမင်းသားနာမှာအကောင်းစားအကျွမ်းကျန်နေစားပြီးစိန်နဲ့နေရတဲ့စစ်သမားတယောက်ဖြစ်သွားလို့ရပါပဲသူ့အရင်နှစ်နဲ့ချီပြီးကားဆွဲလုပ်နေခဲ့တဲ့သူတွေကတော့ ချွေးတီးတီးချအောင်လုပ်နေရတုံးပါပဲတရက်မှာမနေ့ခင်မိဆက်ငိမ့်လို့ပွဲသိမ့်လို့စက်သမားတွေအိပ်ဖို့ပြင်နေကြတဲ့အချိန်မှာနေအောင်ဇက်ခုံတဲကနေထွက်လာတာကိုကြည့်ပြီးစက်သမားအကုန်လုံးမျက်လုံးပြူးသွားရတယ်။ဘာဖြစ်လို့လဲဆိုတော့တော်ယုံစက်သမားစိတ်ကူးတော်မရင်ရဲတဲ့ဈေးအကြီးဆုံးချင်းကြခဲ့ဘောင်းဘီဝမ်းဆက်နဲ့ကိုအဲ့ဒီဝမ်းဆက်ကိုစက်သမားတိုင်းတိကြတယ်။ပြဇက်မင်းသားရဲ့ဟာရီလေ။ပြဇက်မင်းသားတော်ဖြစ်ဖြစ်မိအောင်ညှို့ဝှက်ထားရတယ်။ ညှိဝဲထားရတာနောက်ကျောမှာလဲမင်းသားရဲ့လေသာချဘိုးအိတ်နဲ့ကြောဘိုးအိတ်နဲ့ခေါင်းပေါ်မှာလဲမင်းသားရဲ့တစိမ့်အိုးထုံနဲ့ပွဲစည်းတန်းက900တဲ့ခက်ချောချောကောင်မလေးစီမှာ900ဝယ်စားတယ်စကားတွေ ပြောနေတာဖော်ဖောင်းလို့ကောင်မလေးမျက်နှာကလည်းဂုံနေတဲ့အပြုံးတွေနဲ့ရှင်လို့ချီလို့စက်သမားရင့်မာကြီးတွေပါဇက်အဟောင်းသားနဲ့ပေါ့တလောက်စတိုင်ကြတဲ့ကားဆွဲမြင်မှမမြင်ဘူးပဲနဲ့ကိုမိသားတယောက်ပြက်ဆက်ထဲမှာဝစ်တဲ့ဝစ်ဆုံကိုကားဆွဲကယူဝစ်တာ ထုံးစံမှမရှိတာနောက်ပြီးတော့နေအောင်ဆိုတာက ခုမှဆက်ထဲလိုက်လာတဲ့သူတိတ်လဲရင်းနှီးသေးတာမဟုတ်ဘူးဦးရွနေတဲ့ဇက်သမားတချို့ဟာအိတ်တောင်မအိတ်နိုင်ပဲမင်းသားအိယာကအနှုတ်ကိုစောင့်ချတော့စောင့်ချတယ်တိုင်ဖို့ပေါ့နေ့လယ်၁၇နာရီလောက်ကျတော့မင်းသားနှိုးလာပြီးမင်းသားရဲ့အခန်းရှိဇက်ခုံတိုင်နှစ်တိုင်ကိုချိုးပြေးထားတဲ့အပေါ်မှာဖြူဝင်းတရားရှော်ထားတဲ့မင်းသားအဝိစားတွေဟာတက်စီတက်တန်းကြီးပါပဲ။ မင်းသားအနှိုးကိုစောင့်နေတဲ့သူတွေနေအောင်အကြောင်းကိုပြေပြောချပါလေရောမင်းသားကရုတ်တရက်တော့စိတ်ဆိုးတာပေါ့ဒါပေမဲ့အကြာကြာစိတ်မဆိုးနိုင်ဘူးသူ့ကိုနေအောင်ဆက်ဆံပုံလေးကိုမျက်စိထဲမြင်လာတယ်။ကောင်မလေးနှစ်ယောက်ထိတ်တိုက်ဆုံနေလို့ဖြစ်ရှင်းပေးခဲ့တာလဲနေအောင်ပဲအိမ်ကမိမကိုယုံကြည်လအောင်လင်ပေးတာလဲနေအောင်ပဲအစ်စ်ရောက်လာတဲ့ရင်မင်းသမီးလေးကိုဘယ်သူမှမသိအောင်အခန်းထဲပို့ပေးခဲ့တာလဲနေအောင်ပဲဒီတော့ဟဲ့ကောင်နေအောင်နေကငါအယူဝတ်စားတွေယူဝတ်တယ်ဆို ဟုတ်ပါတယ်ကိုရဲဒါပေမဲ့အခုအဝိစားတွေကိုမတ်တက်မရအလွဲသုံးစားလုပ်ချင်လို့မဟုတ်ပါဘူးကျွန်တော်မှရှိတဲ့ပစိုးလေးနှစ်ထည့်ကိုတပြိုင်တည်းရှော်လိုက်ချင်လို့နောက်ပြီးအခုအဝိစားတွေကိုလည်းရှော်ဖို့တွားယူယူသွားရင်းကအလွဲဟာလေးခဏကောက်ဝင်မိသွားတာပါကျွန်တော်ပစိုးလေး၆တော့အခုဟာကိုချွတ်ပြီးရှော်လိုက်တယ်လေမင်းသားဘာမှမပြောနိုင်ဘူးပြဲစုပ်ပောက်ပြောက်ပြဲသွားတာမဟုတ်တော့နောက်မွင့်တယ်လို့ပြောပြီးပြီးလိုက်ရတာပဲမင်းသားကတင်းတင်းကြပ်ကြပ်ကြီးမပြောမှန်းသိတော့မလိုက်နာပါဘူးသူ့ဘက်ကလည်းမင်းသားကိုနိုင်ွက်တင်တဲ့ကို ဒီတော့မင်းသားအိပ်ပြီးဆိုတာနဲ့ပွဲစီရန်ကကောင်းမလေးတွေစီမှာအပြန်စားနေအောင်ကတော့လွား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 နဲ့ကိုဖြစ်လို့သူတော်မင်းသားထသူတော်မင်းသားထင်နေစားသည်အလုသမားဖွဲ့တစ်တာတွေထမ်းပိုးပြီးထွေတကြီးချနေချိန်မှာနေအောင်တို့ကအေးအေးဆေးဆေးပါပဲတစ်တာမထမ်းရတော့ဘူးလေမင်းသားရဲ့အကြစွန့်ကျဲထားတဲ့အဝိစားတွေပြောင်ပြောင်ရောင်ရောင်နဲ့ secret ခဲပြီးပြုံးပြုံးလေးရက်ကြည့်နေလိုက်တာစတိုင်ကိုကြလို့ အလုတ်သမားအဖွဲ့ကချွေတီးတီးချရင်းကနေမသိမသားကွက်ကြီးကွက်ကြီးနဲ့ငေးချလို့သူတို့တွေရဲ့ဇက်သက်ကဆယ်နှစ်အထက်ရှိချတဲ့သူတွေကြီးပဲဒါပေမဲ့နေအောင်လို့ပြောင်ပြောင်ရောင်ရောင်တက်တက်တတာနဲ့တကားမှမနေခရဘူးဘူးအဲ့လိုမနေခရပေမဲ့နေအောင်ကိုအားကျတဲ့စိတ်နဲ့တော့ကြည်ကြတာမဟုတ်ဘူးဖက်နဲ့တိုက်ချိအိတ်လျှော်ပြီးအခွင့်အရေးကိုကြုံတယ်လို့မျက်နှာပြောင်ပြောင်ယူတတ်တဲ့အရှက်နှဲမှုအတွက်အန်ဂျင်စိတ်နဲ့ကြည်ကြတာ မင်းသားရဲ့စတိုင်ပေါင်းမီအကြလေးနဲ့စပုတ်ရှာအကောင်းစားအယောင်လွ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 င်လေးနဲ့နှကမ်းများမှာ secret လေးရီးလေးကိုချိတ်ပြီးခိုက်ပေးချမ်းနေတဲ့နီအောင်ကတော့ဘယ်သိမတော့သူ့ကိုလုတ်သမားအဖွဲ့ကအထင်ကြီးအားချလို့ကြည့်နေတယ်ထင်နေတာပေါ့နောက်ပိုင်းမင်းသားကြီးဦးမြစိန်အောင်မြစိန်ကတော့နီအောင်ကိုကြည့်ပြီးခေါင်းလေးရမ်းရင်ပြောတယ်နီအောင်လိုဖက်နဲ့ကန်ရကန်ရအတွင်းကန်လျှော်ရလျှော်ရ ကိုစင်ကြရင်ပြီးရောဆိုတဲ့အခွင့်အရေးသမားအောက်တန်းစားတွေများလာလို့ကတော့ဆက်ပြက်ပြီးသားမှတ်ပြီးတော့တဲ့တဲ့ဦးမဆက်လက်ဖက်ပြမှာကတော့ဆိုင်ဆရာဟန်သူရဘိုရေးသားထားတဲ့ကြည်စဲတုံလဲမတုံလဲဆိုတဲ့ဝတ္ထုလေးကိုဖက်ပြမှာဖြစ်ပါတယ်။နားဆင်ပြီးကြပါခင်ဗျာ။ကြည်စဲတုံလဲ မတုပ်လဲပန်းဝါဟဲ့ပန်းဝါရှင်ဒေါ်ကြီးလုံးတမီမိဖို့ကြောင့်နဲမှာဟဲ့နေ့ယောက်ကျိုင်းဆက်နိုင်သေးပြီတဲ့ရှင်ရုတ်တရက်ဒုတ်ထိုးအိုပေါအော်ချလိုက်တဲ့ဒေါ်ကြီးလုံးစကားကခါးသီးစရာမဖြစ်နိုင်တာကိုဆက်နိုင်ကမမချာချာကြီးမနေ့ကတော့လင်မယားနှစ်ယောက်ရွှေစာရဲမှာစီမီထွန်းခဲ့သေးတာမြ мян လောက်ဟဲ့သေးတာကဟိုဘက်ကမ်းပါလေချွေးဒီချွေးပေါက်တွေနဲ့ပြာလောင်ခတ်နေတဲ့ဒေါ်ကြီးလုံးကိုကြည့်ရင် ပန်းဝါတယောက်အာဇေးမိတယ်လို့ဖြစ်နေတယ်။သူတကယ်ပြောနေတာလား။ဟဲ့ဘာငိုင်းနေတာလဲ။အဲ့ထမျိုးကိုမိသက်လေ။ပြောပြောဆိုဆိုသူ့လက်ထဲကတစ်တာရောင်းမကိုဆွဲယူလိုက်မှတတိဝင်လာတယ်။ဒေါ်ကြီးလုံးဘာတွေလာပြောနေတာလဲ။လုံးစိပတ်စိတော့မသိဘူးအေး။မောင်စိဖုန်နဲ့ပြောတာကတော့ရင်းနစ်သေးတာတဲ့။နောက်နောက်တာဖြစ်ပါဦးမယ်ဒေါ်ကြီးလုံးရဲ့ကိုဆက်နိုင်ကစိုက်ကနင်းလေစိုက်ကနင်းတာလေတမန်လိုက်တာမှမဟုတ်တာတေချောင်ပြန်ဆက်ကြည့်ပါဦး ကိုမောင်စင်တို့ကငကိုကလေးမှာအဆနောက်ကတန်ခတ်တန်နဲ့နေနဲ့ခက်လိုက်တာအေးသိကြပါရဲ့ဟဲ့နေယောက်ျားဆက်နိုင်မှဆက်နိုင်အခုစစ်ရုံချင်းရင်ခွဲရုံပါတဲ့သိကြပါရဲ့အေးပန်းကဘလို့မှမတွေ့တတ်တော့ရုံလဲမရုံနိုင်စိတ်ကားနှင်းနဲ့သူ့ယောက်ျားကရင်နစ်သေးတယ်မြစ်ထဲရေစင်းချိုးစရာဘာအကြောင်းမှလည်းမရှိပဲနဲ့ဆွဲခေါ်နေတဲ့ဒေါ်ကြီးလုံးလက်ကိုယုံလိုက်တယ်ညနေဆိုကိုဆက်နိုင်ပြန်လာမှာဘာလို့လိုက်ရမှာလဲဟဲ့ ။ဟိုမှာရင်ခွဲမီစောင့်နေကြတာမြင်မြန်လာပါ၏။ပြပြောဆဆိုတော်ကြီးလုံးကရွာကလို့စိတ်စီအတင်းဆွဲခေါ်လာတယ်။ထမင်းလုံးတဆေစည်းခံရတယ်လို့ဆွဲခေါ်တဲ့လက်ကိုတတ်တတ်ချမိတယ်။ဖုံးဆက်တဲ့ကိုမောင်စိန်ကြည်စေတာဖြစ်ပါစေလို့အထက်ထက်ဆုတောင်းမိတယ်။တကယ်ဆိုရင်ကောဆိုတဲ့အတွေးဝင်လာတော့ခေါင်းဝန်ဆက်ခနဲရမ်းလိုက်တယ်။ခက်ခက်ခက်ခဲတိဆောက်ထားတဲ့သူတို့ဘဝလေးပြည့်စည်သွားလို့မဖြစ်။ ပန်းဝါတို့မှာမျိုးလင့်ချက်အိမ်မက်တွေရှိသည်မနေ့ကဟိုဘက်ကံမကူးခင်ပန်းဝါရဲ့ဘိုင်းမှုမှုလေးကိုတရုတ်တရနန်းသွားတဲ့ကိုဆက်နိုင်ကိုမြင်အောင်လာသည် ကိုပိုင်မိသားစုဘဝလေးတကယ်ဖြစ်လာပြီလို့ជីជីနူနူပြောသွားခက်ရှာသည်ပန်းဝါစိတ်ကိုတင်းကြည့်သည်မရမျက်ရည်ကတမ်းမရစီးမရတဤဤစီးကြလာသည်ဟိုဘက်ကံကတို့စစ်ရောက်တော့ကိုဆက်နိုင်ထိုးနေကြခိတ်ကစိတ်ကားเสียရတချို့ကန်းဆက်စီပြေးစင်လာသည်ထိုထဲကမှကိုဆက်နိုင်ကို တူလိုသားလိုအရင်နီးဆုံးဦးလေးမြကအယုတ်ကျိုးပြက်ဖြစ်နေတဲ့ပန်းဟွာကိုအတာအယတွဲကူသည်ငါတို့လည်းထင်မှားဘူးဟာဖြစ်ချင်းတန်လို့ဖြစ်တယ်လို့ဖီးရမှာပဲဘာကိုထင်မှားတာလဲကဘာရဲ့ကဘယ်ရန်လေကတိတွေကို အာယူတက်နေတဲ့ပန်းဟွာချီလန်းစက်ခနဲ့ရက်သွားသည် ဖြစ်လေဦးလေးမြဘာကိုထင်မှားတာလဲကိုစက်တိုင်းဘာလို့သိတာလဲမင်းနေရင်းနဲ့မြေရီစီးချလာသည် ဦးလေးခမခမစုတ်တက်ကခေါင်းကိုရန်ရင်အဖြေခက်တယ်လို့ဖြစ်နေတယ်ဖြေပါဦးလေးမြရဲ့တမီးယောက်ျားဘာလို့တည်တာလဲလာပါဟာနောက်မှအကြောင်းစုံရှင်းပြပါမယ်ဟိုမှာကာယကံရှင်မိသားစုကိုစောင့်နေတာပြောပါဦးလေးမြရဲ့ကိုဆက်နိုင်ကရည်စင်းချိုးတာလားသူမှရင်မကူးတတ်တာမဟုတ်ပါဘူးဟာဟိုရောက်ဝင်သိရမှာပဲမြေမြေသာတက်စမ်းပါ တမီးကိုတနာရင်အခုပြောပြပါရှစ်ကြီးကိုပါတဲ့ဦးလေးမြရဲ့တန်းဝါရဲ့တုံညင်နေတဲ့လက်အုပ်ကလေးကိုကြည်ရင်တပြင်းလေးလေးကြီးကို ခက်ပြင်းပြင်းမှုတ်ထုတ်လိုက်သည်ပမှုလေးတွေတွတ်တွနေအောင်ငိုရှိုက်နေတဲ့16နှစ်အရွယ်ကလေးမှအတွက်တခြားစကားလုံးလဲခေါင်းထဲမှာရှာမတွေ့ဆက်နိုင်ကမြစ်ထဲခုံချပြီးတည်တာရှင်ဦးလေးမြအတန်ကတူတူလေးဆိုပေမဲ့ ပန်းမာရှင်နဲ့ပြောင်းဆန်သွားသည်အံ့အားတင့်ချမယုံကြည်ခြင်းတို့နဲ့အတူအရာရာကိုလက်ခံနိုင်ဖို့ခင်ရင်သွားသည် ကိုမရှိရင်မဖြစ်ဘူးဆိုတဲ့သူကပန်းမာကိုထားပြီးကိုကကိုတက်တည်ပါမလားရှင်သွေးလေးရှိမှန်းတည်တဲ့နေ့ကစပြီးအပျော်လွန်စိတ်ကူးတွေနဲ့အနာဂတ်ကိုချေမုံသူကြီးကမြစ်ထဲခုံစင်းတတဲ့လားကျူတာကြိုးစားပြီးအရှက်အကြောက်ကြီးတဲ့ကိုဆက်နိုင်ကိုကိုကိုတက်တည်မာတယ်လားမဖြစ်နိုင်တာဘလို့မှမဖြစ်နိုင်တာ ပေလောက်အောင်စိတ်ညစ်စရာသူ့မှာဘာများရှိလို့လဲမဖြစ်နိုင်တာဦးလေးမြရဲ့အချောင်းတစ်ခုတော့ရှိမှာပါစိတ်ကားပေါ်တက်ပါကွယ်ဟိုရောက်ရင်အချောင်းဆုံးသိပါလိမ့်မယ်မတက်မတာနဲ့ကုရှင်ပေါ်ထိုင်ချရင်နဘေးကစိုက်ကားစီအကြည့်ရောက်သွားသည်ဥကင်းထိတ်မှချိတ်ဆွဲထားသည့်စပယ်ကုန်းလေးကမနစ်တုံးကားလိုမဟုတ်ညူးနွမ်းလိုနေသည် ဖြန်းရုတ်တရက်ပါတဖက်ပူကနေဖြစ်ကလူကငှိုက်ကြသွားသည်ဘေးကတွဲကူထားတဲ့ဒေါ်ကြီးလုံးမှရိုင်လဲသွားသည်မြန်ဆန်လုံးနဲ့အဖြစ်ပြက်ကိုဦးလေးမြလည်းမင်တက်နမိနေသည်ဟဲ့ဟဲ့မလုံနဲ့လေဖမ်းပါကွန်ဝင်နဲ့ရင်ခွဲယုံရှိလူအုပ်ထဲကပြေးထွက်လာတဲ့ကိုမောင်စိန်ကပါရိုက်သောအမျိုးသမီးကိုဆွဲတားလိုက်သည်ကျမကိုလွတ်စမ်းဒီကောင်မကိုအသေးတက်ရမှကျင်းနေမယ်လူကြည့်တော့မလောက်လေမလောက်စားနဲ့ကျမမှာအသေးစိုးနဲ့သေးတာဒင်းကြ မျက်ရည်ချားခါထူပူပြီးမှော့ကြည့်လိုက်တော့ကိုဆက်နိုင်ဤအမအကြီးဆုံးမခက်ခက်နိုင်သူ့ဘေးမှာကပိမိန်ပပအမတ်လက်မထက်ထန်နိုင်မျိုးလုံးများကကြောက်ခမဲလိလိဝင်းဝင်းတောင့်နေသည်ယူကနေပြက်ကနေပန်းဝါစပင်ကိုလမ်းဆွဲကခေါင်းကိုတရဲဆက်ရိုက်နေတော်သည်ဒေါ်ကြီးလုံးဦးလေးများနဲ့ကျန်လူများကလူချင်းအတွင်ခွဲတော်လဲတတော်နှင့်မရဘဝအဆက်ဆက်ရန်ညိုးမပြေသူလိုတဲကြီးမဲချင်းမိယာကိုကုတ်ဖက်ကန်ကြောက်လိုနေသည်ပန်းဝါဘာတစ်ခုမှပြန်မခုခံလဲစင်းပေးလိုက်သည်ဟုတ်တယ် ကိုဆက်နိုင်သေးရတာပန်းဝါအပြစ်မရှိစင်ရဲသားဘဝနှုံချာလှတဲ့ကျမရဲ့ရဲ့ထဲကိုဆက်နိုင်ကိုစွဲခေါ်မိတဲ့အပြစ်လုတ်ပါသေအောင်လုတ်ပြစ်စမ်းပါမိဖမဲ့ကလေးကဝါကများပိုင်းလုံးမငါမောင်သေတယ်လို့နင်လဲသေရမယ်မာဂျီနဲ့မလတ်တို့ရဲ့ဆဲဆူရိုက်ချက်တွေကပန်းဝါခနာကိုပေါ်တိစိမ့်မဲ့ကြာရောက်နေသည် ဟုတ်ပါသည်ပန်းဝါထက်နှစ်နှစ်ပဲကြီးတဲ့ကိုဆက်နိုင် သူ့ကိုသူတို့အကြွယ်တူတဲ့သောမောင်အငယ်ဆုံးတက္ကသိုလ်ပထမနှစ်နဲ့မိမခိုးပြေးသူမိဘနဲ့အမရေရှင်ကိုခြေဆုံကန်သွားသူအဓိကတရားခင်ကပန်းဝါရွှေဆိုင်ရန်ဖျားပေါ်ကိုဆက်နိုင်တို့မိသားစုဖျားလာဘူးတုံးကပန်းဝါစီမီကွက်တွေမယောင်ပဲထားခဲ့ရမှာရှင်မြင်တော်ပေါ်စီမီ900ပူပူစော်တော့သူတို့နဲ့အခုအတူကူပြီးမထွန်ပေးပဲနေရမှာမိမလေးကပန်းဆိုင်မဖွင့်ဘူးလား ပထမဆုံးမိလာဖွဲ့တဲ့ကိုစစ်နိုင်ရဲ့အမိဆက်ကဟွန်းပန်းဆိုင်ကအရင်နေကြည့်တဲ့အကိုဆိုင်ကန်းလေလံဆွဲရတယ်ပန်းဝါတို့ကအခုလိုတည်င်းချွတ်ချိန်မှစီမိခွက်လေးတွေရောင်းခွင့်ရတာကိုစစ်နိုင်ကပြုံးသည်ပန်းဝါကဖျားပန်းမရောင်းလဲနောင်ဘွားဆက်ဆက်လာနေမှာထို့တို့ပြောခဲ့သည်ရှက်လိုက်တာအဲ့ဒီတုန်းကများမြေခွက်ထဲလောင်းထက်တဲ့စီတွေလဲဟုတ်ဖိတ်ဒီဖိတ်ပန်းဝါတော့အများကြီးမသိပါဘူး ဖျားပန်းလူရင်နောက်ဘဝအစင်းလာမယ်စီမီလူရင်နောက်ဘဝအချင်းလာမယ်အဲ့ဒါလောက်ပဲပန်းဝါတည်တာပန်းဝါကပညာတက်ကြီးဖြစ်ချင်တာဒါပေမဲ့မွေးစားအမေဆရာလေးဒေါက်ကီမာဆုံးတော့ပန်းဝါပညာကြီးလဲလေးတန်းနဲ့ဆုံးခန်းတိုင်တာပါပဲဒေါ်ကြီးလုံးကဒုတိယမွေးစားအမေပေါ့တမန်စိတ်ကဒေါ်ကြီးလုံးထမင်းဆိုင်မှာကုလုပ်ပေးရင်ပန်းဝါအရွယ်ရောက်ခဲ့ရတာ သူ့အမတွေလိရင်လစ်တယ်လို့မြို့ဘက်ကန်းကနေကူးလူးလာတတ်တဲ့ကိုဆက်နိုင်ကိုကြည့်ပြီးဒေါ်ကြီးလုံးကတတိတော်ပေးသားပန်းမာရဲ့မောင်ဆက်နိုင်နဲ့ကရှစ်ဆက်လို့မရတဲ့အခြေအနေပါငေးလိုက်တာကောင်းမယ်ဟုတ်တယ်ကသူတို့မိသားစု ထမင်းဝင်စားတုန်းကအတတော်ကြီးကိုကိန်ကြီးခိုင်းကြီးနိုင်တာပါအေးတလောကလုံးသူတို့လှုပ်စာထိုင်စားတဲ့အချို့မျိုး သူ့အမနှစ်ယောက်ကပိုဆိုးတယ်အဲ့ဒီတုန်းကပန်းဝါမမရှိမာနလေးနဲ့ပန်းဝါအရေရောက်ပြီဆိုတာနဲ့ ဒါပိုးချတဲ့လူတွေကိုကြည့်ပါအောင်ကူလီထမ်းတဲ့သူတွေတမန်ခတ်တဲ့သူတွေအိုးကိုဆက်နိုင်လို့မြို့ကြီးသားတက္ကသိုလ်ကျောင်းသားဖြူဖြူခန့်ခန့်တယောက်မှမပါဘူးအဲဒီတော့ကိုဆက်နိုင်ကပန်းဝါရဲ့တူတဲ့သောရွှေမင်းသားပေါ့ကိုဆက်နိုင်ချစ်ခွင့်ပန်တော့ပန်းဝါမငင်းပါဘူးစတွေ့တဲ့ရွှေစာရန်ဖျားပေါ်မှာပဲခေါင်းငိတ်လက်ခံခဲ့တာညနေဆောင်ထမင်းဆိုင်တင်းချိန်ထော်ကြီးလုံးမသိအောင်သူ့ကိုခုခုတွေ့ရတာအမောသား နေဝင်စည်းစာရောင်းပြန်ဟန့်နေတဲ့တဖက်ကကတူနေတဲ့မြို့ကြီးကိုရွှေစာရန်ရှင်မြင်ထက်ကနေအတူတူကြည့်ရတာတွေကအမှတ်တရပါပဲ။ဟိုကအဆောင်အုံဝါကြီးကိုတွေ့လား။အဲ့ဒီနောက်ဘက်မှာလမ်းမှာကိုနေတာ။ဟိုးမြင့်မြင့်အဆောင်အုံကြီးကမြစ်သက်စခန်းမြို့စဉ်လေ။တောင်ဘက်အစုံကခေါင်းတိုင်ပြပြကိုတွေ့လား။အဲ့ဒါမြို့စုံတုတ်တန်ကမီးတချိုဆက်ပေါ့။ဟိုမြောက်ဘက်အစုံကရှင်တော်ပင်ရှင်တော်ပင်လေဖျားမဟုတ်လား။ဟုတ်တယ်။ပန်းဝါရောက်ဘူးလား။ ဟွန်းတော့မမျိုးပဲတခါမှမရဘူးဒီဘက်ကမ်းရွာမှာပဲဒေါ်ကြီးလုံးနဲ့ထမင်းအတူရောင်ရင်ကြီးပြင်းခဲ့တာပန်းဝဘွားမှာဟော်ဒီရွှေဆိုင်ရန်ဖျားပဲဖူးဖူးတာဒါတော့အပေါ်ဝင်ရအောင်စီမီခွက်ရောင်းတဲ့တရင်ချွတ်မှာပဲဖူးပြေးတာခုတော့အပတ်တိုင်းဖူးပြေးပြီးပေါ့လေကိုဆက်နိုင်ကချီချီနူးနူးနဲ့ပန်းဝလက်ကလေးကိုညှစ်လိုက်သည်နောက်ဆုံးအခေါက်တမန်ရောက်တဲ့အချိန်မှပဲမလွတ်ခြင်းလွတ်ခြင်းနဲ့ပန်းဝလက်အစုံကိုဖြေလျှော့ပေးတတ်သည် ထုံမလွတ်ခြင်းနဲ့လက်ကလေးပန်းဝအတန်တန်တားတဲ့ခြားကအမတွေကိုခြေဆုံကန်ကရှင်ဝင်ထဲပြေးဝင်လာခဲ့သည်ပန်းဝမငင်းသာပြန်လည်ထွေးပိတ်ကလော့ကတန်ကိုခရီးကိုနှစ်ယောက်သားအတူတူရှောက်လန်းခဲ့ကြသည်ပန်းဝတတိယပြီလားမျက်လုံးဖွင့်ကြည့်ပါဦး။တမိဘာဖြစ်သွားလဲ။ခုဖေရောက်နေရလဲ တကလုံးနာကျင်ခိုက်ခဲနေသည့်ကြားမှဒေါ်ကြီးလုံးကိုအာယူမိကြည့်မိသည်စေုံမှာပဲရှိသေးတဲ့ဟိုကောင်မကြီးနဲ့ဝယုံတုံကဖြစ်တဲ့ချိန်ကသတိလစ်သွားတော့အရေးပေါ်ကိုရွေ့လာတာတော်သေးတာပေါ့အေးအေးဘာမှမဖြစ်လို့ကိုဆက်နိုင်ကောမပြောချင်ပါဘူးကြီးငါတို့လည်းအတန်တန်တားတာပဲသူတို့မှနောက်ဆုံးခင်သူတို့ပဲပို့မယ်ဆိုပြီးအင်ကိုပြန်တည်သွားကြတာလေရဲ့ရှင်အဲ့လိုမဖြစ်ရဘူးလေကိုဆက်နိုင်ကကျမယောက်ျားလေးရှားကိုပြန်တယ်မယ်သူတို့နဲ့မထက်နိုင်ပါဘူးစိတ်လျှော့စမ်းမှပန်းဝါရဲ့ ပိုက်ထွဲကရင်သွေးလဲငှက်ပါအောင်ဟိုအာမတွေကနှင့်တွေ့ရင်တရဲမတရဲမရဲစီးနေတာထပါအေးရွာကိုပြန်ရအောင်ပါနောက်ဆုံးအနေနဲ့ကိုဆက်နိုင်မျက်နှာကိုတမိကြည့်ရှင်သေးတယ်အဲ့ဒီအခွင့်အရေးတော့မရှိတော့ဘူးလားပြောရင်းနဲ့ပန်းဝါဆိုင်ကြီးတန်ငင်ကိုချလိုက်သည်တော်ကြီးလုံးနဲ့ပန်းဝါကိုကြည့်ရင်မြည်ကြလာသည်ဘယ်လိုနှင့်သိပ်ပေးရမလဲမသိတော့လူနာကရင်ဘေးမှာရက်နေချတဲ့ဦးလင်းမြနဲ့ ကိုမောင်စိန်တို့ကလည်းမျက်နှာမကောင်းကြကိုမောင်စိန်ကရှေ့ကိုတလန်းထုတ်ကကျမ်းပြပေါ်ထူထောက်ချလိုက်သည်ခေါင်းကိုငုံလိုက်သည်ဆက်နိုင်သေးရတာငါအပြစ်ပါဟာကြည်ကြည်ကွက်ကွက်နဲ့ထွက်လာတဲ့ကိုမောင်စိန်ရဲ့စကားကြောင့်ပန်းဝါဆွန့်အားသွားသည်အရင်ကတည်းကဆက်နိုင်ကိုနောက်နေကြဆိုတော့ဒီမင်းနဲ့လည်းသူ့အိမ်သာသွားတုံးစိုက်ကားကိုဖွက်ထားလိုက်တာအဲ့ဒီလောက်ထိဖြစ်သွားမယ်မထင်ဘူးဟာကြုံရင်းနဲ့ကိုမောင်စိန်အတန်ကတိမ်ဝင်သွားသည်မနေ့ကဗျာများနေတဲ့ဆက်နိုင်အဖြစ်ကိုမြင်အောင်လာသည် ကိုမောင်စိကျွန်တော်စိုက်ကားခမည်းဖွက်ထားမှာမဟုတ်လားအာဒီတကတကယ်မနောက်ဘူးဟာစိုက်ဈေးကားနဲ့မတော်တဆချိတ်ပြီးမြစ်ထဲကျတာပါဆိုမဖြစ်နိုင်တာဗျာကားလမ်းထဲကအဝေးကြီးအဲ့ဒါတော့ငါလည်းမသိဘူးမြင်လည်းမြင်မြင်ဘူးလွမ်းသွားလမ်းလာတွေပြောမှငါလည်းသိရတာတကယ်တကယ်လားဗျာဘယ်နာကြတာလဲသူ့ကွင်ထဲဝင်လာတဲ့ဆက်နိုင်မသိအောင်ကိုမောင်စိန်ကြိတ်ကြည့်လိုက်သည်ဒီကောင်လေးကိုနောက်ပြောင်ကြည့်စားတိုင်းတကယ်အဟုတ်မဲ့စမြဲပင်မင်းထားခဲ့တဲ့တပန်းမင်ကြော်ကြော်လောင်းမှာချတာလို့ပြောတာပဲငါတော့ခိတ်ပြန်ပြီ။ မျိုးလေးဗျာကျွန်တော်ကူရှာပေးဦးဒါကြောင့်မရသေးတာဟာရေရတိန်တိန်လေးရဲ့တော်ကြရေစီနဲ့မျောလို့စားစရာမရှိရောစရာရှိဖြစ်နေမယ်စိတ်ကားတစီတံမိုးကနဲတာမဟုတ်ဘူးကပင်ရံဘော်ကခုံစင်ရမလားတခြားလန်းကပတ်စင်ရမလားဆိုတာဝေခွဲမရဖြစ်နေတဲ့ဆက်နိုင်ကိုဒီအတိုင်းထားခဲ့လိုက်သည်ရခင်ရက်ကထိုနေရာမှာမြစ်သေးဆုတ်ထားသည်ကိုတော့ကိုမောင်စိန်လည်းတတိမမှုမီပန်းမနားနှစ်ဖက်ကို တင်းတင်းပိတ်ရင်ခေါင်းကို နာနာချီချီရှမ်းလိုက်သည်ဘာမှမချားလို့မသိလို့တော့ ငါ့ကိုခွင့်မလွတ်ပါနဲ့ပန်းဝါရဲ့အရင်လိုရှာမတွေ့ရင်သူခိတ်ကိုပြန်လာမယ်ထင်ခဲ့တာပန်းဝါကိုမောင်စိန်ကို အပြစ်မတင်ခြင်းမတုတ်ပြန်ခြင်းတော့ဖန်လာတဲ့ကံကြမ္မာကူသားရုံးမဲ့ဖွဲ့ခြင်းတော့ဒီအန်ကိုတင်းတင်းကျပ်ရင်ကတင်ပေါ်ကဆင်လိုက်သည်ကျမကိုရွာသားပြန်ပို့ပေးပါတော့အရှင်ဘွားကသူများအတိုက်အမျိုးဖျက်ဆီးခဲ့လို့ဒီဘဝဝစ်ကြွေးဆက်ရတာများလားငယ်စဉ်ကတည်းကမိရင်ဖာရင်ကိုမတိမမြင်ခဲ့တဲ့ပန်းဝါ ကိုပိုင်မိသားစုဘဝလေးရတော့မယ်ဆိုတော့ပြောလိုက်တာတမီလေးမွေးမှာလို့ကိုဆက်နိုင်ကချူတင်ဟော့ကင်းထုတ်သေးတာပန်းမာကကိုဝင်နဲ့မှတဖြည်းဖြည်းပူလာလာလို့တဲ့ခုတော့လင်မယားနှစ်ယောက်ဖိုက်ကလေးသက်အနာဂတ်ကိုချေမုံခဲ့တာတွေပြက်သုံးပြီးတယ်လားဒီလိုဖြစ်မယ်မန်းချူသာတိခတ်ရင်ကိုဆက်နိုင်ကိုပန်းနာပန်းဝဘဝထဲအဝင်မခံပါဘူးလေစင်ရဲ့ခြင်းလုံးကြခြင်းအနေခံရခြင်းတွေဆိုတာပန်းဝအကျွဲတော့နေသားကြပြီးသားပါ ကိုဆက်နိုင်ကိုတည်တင်ကလေးပိုင်ဆိုင်ခွင့်ရခဲ့ခြင်းကပန်းဝါအတွက်ဖျားပေးတဲ့ဆုလက်ပါပဲကိုဆက်နိုင်ရင်သွေးလေးအတွက်ပန်းဝါလောကဒဏ်ကိုချက်ချက်ခံရင်ဆိုင်ရအောင်မယ်တောင်ဘက်အစွန်ကခေါင်းတိုင်ဖြူဖြူလေးကိုတွေ့လာအဲ့ဒါမြို့စွန်တုတ်တန်ကမိတချိုဆက်ပေါ်ရွှေစာရန်ရင်မြင့်ထက်ကလက်ရန်ကိုအားပြုရင်းညော်ကြည့်မိသည်အရင်ကဘေးနားရက်ရင်ရက်ရင်ညွပြသူကြီးကခုတော့ဟိုဘက်ကမ်းမာတဲ့လားခေါ်လဲမကြားអលែមច្ចាពីដែរឡា ကိုဆက်နိုင်ကိုကြုံမဲ့အချိန်နီးလာပြီထင်သည်ဟောဟိုးကမိကိုဖြူဖြူလေးတွေကကိုဆက်နိုင်များလားဟုတ်မှာပါယူသားဖြူစင်ပြီးပန်းဝါကိုအသက်လောက်ချစ်တဲ့ကိုဆက်နိုင်မှာကြည်စမ်းမအောင်ပန်းဝါကိုဝေ့ရန်နှုတ်ဆက်နေတာများလားမုံပြပြသာမြင်ရသောမိကိုခေါင်းထိုင်လေးကိုပန်းဝါတယောက်လွန်းဆွချင်းကြည်ကွဲချင်းများစွာဖြင့်မမ်းမြော်ကြည်နေမိတော်သည်ဟန်သူရာဘော အခုလိုချိန်ပေးနားဆင်ပြီးခဲ့တဲ့အတွက်ကျေးဇူးအထူးပဲတင်ပါတယ်အားလုံးပဲဘေးရန်ပေါင်းကင်းစင်ပြီးကိုစိတ်နှပြချမ်းမာချမ်းသာကြပါစေလို့ဆုတောင်းမြတ်တာပို့သလိုက်ပါတယ်ခင်ဗျာ။